ရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့လည်းနတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရကုန်လီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်စိတ်ကုမပေးဘူးစိမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေးတေကန်ဒီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေ ဘုရားကဆုံးခံကြွလာတဲ့အခါထထောင်ရှင်းမခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့အော်ဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှင်းမခိုးလိုက်ရဘူးခုရှိခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့ကိုချိန်ဘလို့စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော် လက်ဟုတ်တော်မချိနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာယုံပြုပြီးစိတ်ထဲကကြင်နူးလိုက်ရုံလေးနဲ့တည်းကြည့်တတ်ပြရလူမပြောနဲ့ကဲကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်ထဲကဖားလေးတစ်ကောင်ရသော်ဘုရားတရားဟောတာတပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝုတ်ရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့ နားထောင်ကောင်းတဲ့အတန်လေးပဲတိရိစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်